မင်္ဂလာပါခင်ဗျာစိုးနိုင်ထွန်းမြန်မာ traditional martial youtube channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပညာဒါနသင်ခန်းစာ ပို့ချလာတာသင်ခန်းစာနံပါတ်23ကိုရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်စစ်သူကြီးလက်ဒီပြနေတဲ့အခုတ်အထုတ်အဖြုတ်အပုံမှာကျွန်တော်တို့အခုတ်သင်ခန်းစာအမှတ်စဉ်နံပါတ်1ကိုဒီနေ့သင်ကြားပို့ချပေးမှာဖြစ်ပါတယ် မတ်စင်နံပါတ်2ကိုလည်းညီရင်ညီမတွေရှေ့ရသင်ခန်းစာတွေကိုလိုက်ပါလေ့ကျင့်ခဲ့ရတယ်ဆိုရင်တော့လွယ်လွယ်လေးပါပဲခင်ဗျာဒီနေ့အမတ်စင်နဲ့မှာတော့ပယ်ခုတ်ခတ်ခုတ်ကို၅ကွက်ထဲမှာကစားပြပါဒါကအခုတ်မတ်စင်ရဲ့နံပါတ်2ဖြစ်ပါတယ်ခင်ဗျာညီရင်ညီမတွေမှတ်ပေးထားကြပါခင်ဗျာကျွန်တော်တို့စကားတွေအများကြီးမပြောတော့ပါဘူးညီရင်ညီမတွေလည်းပြောခဲ့ပြီးပြီဆိုတော့ဒီနေ့ကျွန်တော်တခါတည်းတန်းပြီးတော့ကစားပြမှာဖြစ်ပါတယ်ခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့စကြရအောင်ခင်ဗျာ ปละครอสาบาไปขมยาเปโคคกคมาควเปตะโคคกคเปตะโคคกคมาเลยมาควเปียนเสียมาพี่บาเลยเขมยาเป้ 空渴，空冒快背，大空渴，空背，大空渴，空冒愧。来，我们了，看一下，你在哪里？现在的在？ တိုင်းပါလေ့ကျင့်ခဲ့ကြမှာဆိုရင်တော့ဒီပညာကမ်းကလွယ်ပါတယ်အခုတ်ရဲ့အမှတ်စဉ်နံပါတ်1ဖြစ်ပါတယ်ခင်ဗျာအခုတ်5မျိုးတွေကနံပါတ်1ဖြစ်ပါတယ်ယင်ညီမတွေအားလုံးလည်းသိချာလေးမှတ်စုစောင့်လေးနဲ့မှတ်ထားစေချင်ပါတယ်ခင်ဗျာဒီပညာကမ်းနေကစားတဲ့အခါမှာအားထည့်ပြီးတော့ကစားပါခင်ဗျာပထမအဦးဆုံးမှာကြောင်းနေကြစကားလို့ပါပဲညံစရာမလိုပါဘူးเนาะမှန်စရာလိုပါတယ်ခုတ်ချက်တိုင်းခုတ်ချက်တိုင်းမှာအပါနေရပါမယ်ခင်ဗျာ ကျွန်တော်တို့လက်တီကိုကျင့်နေအောင်စုပ်ပြီးတော့ကျွန်တော်တို့ဒီလက်ဖြံရိုးတွေကမာကြောတံမာနေအောင်ကျွန်တော်ဖြံမယ်ကိုယ့်ရဲ့ဒီခုတ်လက်တွေဟာဒုတ်တစ်ချောင်းလို့ဖြစ်နေရမယ်ပန်ဒုတ်တစ်ချောင်းလို့ကိုဖြစ်နေရပဲခင်ဗျာဒါကြောင့်မို့ညီညီမတွေအမာကျင့်စဉ်နေနဲ့ကျွန်တော်ပြောစရာလှိမ့်ကြီးတွေလှိမ့်ကြပါခင်ဗျာအခုကျွန်တော်ဘေးလိုက်တစ်ခါပြန်ပြီးတော့ကစားပြမယ်နော်ညီညီမတွေထုံးစံတိုင်းမှာပဲအမြင်ရှင်းအောင်လို့ပါကျွန်တော်တို့ဘေးလိုက်ကတစ်ခါပြန်ကစားမယ်ခင်ဗျာ ပြည့်ပြည့်နဲ့မှန်မှန်ပဲကစားပြမှာဖြစ်ပါတယ်ပေလာခေါ်တော့ပေခုခခုမောခွေပေတခုခခုပေတခု နှောက်လိုက်မှခွဲပေးတက်ခုခခမခွဲပေးခခခပေးတက်ခုခခနှောက်လိုက်မှခွဲဒီတော့ဆိုရင်တော့ရှင်းမယ်လို့မျောလင်းပါတယ် ဘေးတိုက်ရောမြင်ပြီးဆိုတော့ဒီလိုရှင်းနောက်တစ်ခုတည်းဆိုရင် မြင်ခွင့်မရှင်းပါဆိုလို့ဘေးတိုက်တစ်ခါကစားပြတာဖြစ်ပါတယ်ညီလေးညီမတွေအားလုံးသဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာရှေ့ရပညာခန်းနေလိုက်ပါလေ့ကျင့်ခဲ့ရင်တော့အရန်လွယ်ကူသွားပါပြီအခုဒီနေ့ကျွန်တော်သင်ကြားပို့ချလိုက်တာကတော့အခုတ်အမှတ်စဉ်နံပါတ်1ဖြစ်ပါတယ်ပယ်ခုတ်ခတ်ခုတ်ဖြစ်ပါတယ်เนาะညီညီမတွေအားလုံးမှတ်ထားပေးကြပါခင်ဗျာ ဒီနေ့တော့အကိုစကားတွေအများကြီးမပြောတော့ပါဘူးဒီနေ့ရတဲ့အကိုရဲ့ဗီဒီယိုကိုအဆုံးသတ်လိုက်မှာဖြစ်ပါတယ်ညီလေးညီမတွေအားလုံးစိတ်ကြီးကျမ်းမာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတပါးဒီပြည့်စုံကြပါစေခင်ဗျာကိုယ်တော်တိုင်းစိတ်ပါလူရဆန္ဒတွေလည်းပြည့်စုံကြပါစေ ဒီ video file လေးကညီရင်ညီမတွေအတွက်အကျိုးထူခဲ့မှာဆိုရင်ထုံစံတိုင်းကျွန်တော်ရဲ့ video အောက်မှာ comment လေးတစ်ခုစီလောက်ချန်ခဲ့ပေးပါခင်ဗျာညီရင်ညီမတွေပို့သားတဲ့ comment ဟာရေးပေးတဲ့ comment ဟာရှေ့ဆက်ရမယ့် video file တွေအတွက်ခွန်အားဖြစ်စေလို့ပါခင်ဗျာအခုပြောခဲ့သလိုပဲသင်ကြားပို့ချပေးတဲ့ဒီပညာရပ်တွေကိုမိမိကိုမိမိခုခံကာကွယ်ရနိုင်အသုံးပြုကြပါသူတစ်ပါးကိုအနိုင်ကျစော်ကားလိုတဲ့စိတ်များများမတင်ကြဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာ အကောင်းဆုံးဒူစရိုက်နယ်ပယ်များတွင်လည်းအသုံးမချဖို့ကျွန်တော်နှုံညွန်သောက်ခံပါတယ်။နောက်တစ်ခုကတော့ပြောနေကြစကားလေးပါပဲ။အကိုတင်ကြပို့ချနေတဲ့ DPO file တွေကိုတခြား social media မှာမှပြန်လည်တင်ပြခြင်းမလုပ်ကြဖို့အကိုနှုံညွန်တောင်းပန်ပါတယ်ခင်ဗျာ။တဝူနဲ့တဝူ respect ထားတဲ့ပုံစံမျိုးပေါ့ဗျာ။ဒါကြောင့်မို့ညီညီမတွေအားလုံးအကို PO file လေးကိုဒီနေရာတွင်ရလိုက်ပါမယ်ခင်ဗျာ။အားလုံးကိုချက်ခင်လေးရလိုက်ပါခင်ဗျာ။ကျေးဇူးများတင်ပါတယ်။